မြန်မာ nationality ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီမြန်မာ nationality 2025 2026ဒီပွဲစဉ်တွေမစတင်ခင်မှာကျွန်တော်ကျင်းပလျက်ရှိတဲ့မြန်မာ nationality ကန်2025ပုတ်စုတင်ပွဲစဉ်တွေအားဆိုလို့ရှိရင်ပြည်သက်ဒီအချက်တော်တော်လေးကိုပဲအကျိန်နဲ့ဖြစ်လျက်ရှိနေတာကိုကျွန်တော်နဲ့တွေ့ရပါတယ်အခုချိန်ကစပြီးတော့ကျွန်တော်နဲ့ကိုတော့ကြားနေပြီးတော့ဒီပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ အာဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်အခုဆိုလို့ချင်းဒီပထမအဦးဆုံးပွဲစဉ်ဖြစ်တဲ့ဒါ University နဲ့တကုံပေါ့အသင်းတို့ရဲ့ဟုတ်စုအေရပွဲစဉ်တစ်ပွဲကိုအာကိုတော့ကြာနေနဲ့အစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဒီပွဲကတော့ကျွန်တော်တို့ဒါပေါ့နော်ဟာအလားပိုင်း16ရက်နေ့ University ကွင်းမှာကစားမှာပေါ့နော်ညနေ၄နာရီ ် university ရောတကုံပေါ်နှစ်သိန်းစလုံးရဲ့နေထားကိုကြည့်မယ်ဆိုရင်နှစ်သိန်းစလုံးကအုပ်စုဒုတိယအတွက်မျှဝေချက်ရှိနိုင်တယ်ပေါ့နော်တူတူဘွဲကိုနိုင်ခဲ့မယ်ဆိုရင်ဟိုအုပ်စုဒုတိယအတွက်မျှဝေချက်ရှိနိုင်တယ်နှစ်သိန်းစလုံးကကွာခြားမှုတိတ်မရှိဘူးဘွဲကတော်တော်လေးဥတော့အချိန်နဲ့ဖြစ်မယ်လို့ထင်တယ်လက်ချက်နေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ university ကဝိုင်းပြီး united နဲ့ကစားရမယ်တကုံပေါ်ကနောက်ဆုံးဘွဲမှာတက်စားရမှာနဲ့ကစားရမယ်ဟုတ်ပါဘူးလက်ချက်နေထားကိုကြည့်မယ်ဆိုရင်တော့ university ကပို့ပြီးတော့နည်းနည်းလေးပွဲချောင်တဲ့အနေထားကိုတော့ပြောလို့ရတယ်ပေါ့နော်အထူးသဖြင့်နှစ်သိန်းစလုံးကတော့ဒီဘွဲမှာနိုင်လိုက်မယ်ဆိုရင်အုပ်စုဒု တိယနေရာကိုမျှော်လင့်နိုင်မှာဖြစ်တဲ့အတွက်အဲအချိန်နဲ့စူးစမ်းစူးစမ်းကြမယ်အဲနောက်ဆုံးခြုံပြီးတော့ပြောရမယ်ဆိုရင်တော့အဲဒီကွင်းမှာ University ကွင်းမှာကစားမှာဖြစ်တဲ့အတွက် University ကွင်းကတော့ပို့ပြီးတော့ကွင်းရဲ့အသာချက်လေးအသာချက်တကူနေနေများသူ့အနေနဲ့ရှိနေမလားပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်အနေနဲ့ဒါထည့်ပြီးတော့ဟိုစဉ်းစားသင့်တယ်ပေါ့နော်လိုပဲဖြစ်ဖြစ်အမှတ်ယူမှရမယ်အတင်းတင်းဖြစ်တဲ့အတွက်ကြည်ကောင်းမယ်လို့တော့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ဗျဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကဒါ University ရဲ့တကွင်းပေါ်အတင်းတွေပွဲစဉ်ဖြစ်တဲ့ University ကတော့လက်ရှိမှာဆိုလို့ရှိရင်အထင်ကြီးစရာခြေစ ဆွမ်းတွေကိုပြသထားတယ်လို့ကျွန်တော်နေသုံးသပ်ခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိနှစ်ပွဲကစားထားတယ်ဒီနှစ်ပွဲမှာဆိုလို့ရှိရင်ဒါအသင်းကြီးတွေဖြစ်တဲ့ရှမ်းယူနိုက်တက်ကစားတယ်ထိုနည်းတူပဲတစ္ဆာအာမန်တင်တဲ့ကစားတယ်ကစားတယ်ရှမ်းကိုရှုံးခင်းနေဆိုလဲဆိုလို့ရှိရင် ရှမ်းကတဲ့တင်ကိုသူတို့နဲ့ရှုံးနေကြတယ်ဒါပေမဲ့လည်းသူကနောက်ကျ90တဲ့သူတို့80ကျော်မှာပေါ့နော်ဟုတ်ကဲ့ရင်းနေကြတာဖြစ်တဲ့အာနောက်ပြီးနောက်တစ်ခုကဒီတစ္ဆာအမှန်တင်ကိုသူတို့နဲ့တေရလာထွက်ပေါ်အောင်ကစားထားနိုင်တယ်ပေါ့နော်ဒီအနေထားတစ်ခုကဘာကြောင့်လဲဆိုလီတူအတင်းတစ်ခုအနေနဲ့တော်တော်လေးကိုပဲအဲစွမ်းဆောင်ရည်ကောင်းတစ်ခုဟိုပြတာပြတာထားနိုင်လို့ကျွန်တော်လည်းပြောလို့ရတယ်ဟုတ်ပါတယ်ဗျအာခုနကကိုတောက်ချပြောသလိုမျိုးပဲသူတို့အတင်းနေနဲ့လက်ရှိကစားမှာနှစ်ပွဲကျန်သေးရဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လည်းပဲကစားမှာအာသူတို့ရဲ့ဒါ University ကွင်းမှာပဲကစားရမယ်အာနောက်တစ်ခုက နောက်ဆုံးပွဲစဉ်ကလည်းဒါရန်ပွိုင်းအတင်းဒီတူအတင်းတင်းဖြစ်တယ်ဆိုတဲ့အခါကျတို့အနေနဲ့ဒုတိယနေရာကနေပြီးတော့မျောလင်းပြီးတော့နောက်တစ်ဆင့်ကိုတက်နိုင်ခြင်းရှိတဲ့အခါကျတော့ University တလည်းပဲအဲလက်ရှိအနေထားကနေပြီးတော့ရလကောင်းရအောင်ကစားမယ်ထို့နည်းလို့ဒဂုံပေါ်အတင်းရလည်းလက်ရှိအနေထားတစ်ခုကတို့အနေနဲ့ရမှတ်၃မှတ်ရထားတယ်နှစ်ပွဲကစားအမှကျန်သေးတဲ့အခါကျတော့ဒါဂျကုတ်ဂျကဲကျူးစားလာမှဖြစ်တဲ့အခါကျတော့ဒီပွဲစဉ်လည်းတကယ်ကိုပဲအချိန်နဲ့ရှိမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့အခုတော့ကြာလို့ပဲသုံးသပ်ချင်ပါတယ်ခင်ဗျာ